သမီးတို့မင်္ဂလာပါဒီချဲကတော့စတ္တမရန်တင်ချာဘာသာရက်ကိုတင်ကြားပေးမယ့်ဒီချဲဆိုဖြစ်ပါတယ်ဒီကဲအခုဒီချဲတင်ကြားပေးမှာတော့တင်ချာဝမ်ခန်းနှစ်ကတုတ်တဆခွဲဂိမ်းများအကြီးဆုံးပုံစံခွဲဂိမ်းနဲ့အငယ်ဆုံးပုံစံတူဂိမ်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ် အဲ့ဒီသင်္ကန်းစာမှာစထိုးကိန်းများစခွဲကိန်းများတုတ်တာစခွဲကိန်းများတဘာဝကိန်းများဤထက်ကိန်းများ အကြီးဆုံးပုံစခွဲကိန်းနဲ့အငယ်ဆုံးပုံစတိုးကိန်းအဲ့ဒါလေးကို သင်ကြားပေးမှာဖြစ်ပါတယ်အရင်ဆုံးစတိုးကိန်းများနဲ့စခွဲကိန်းများခေါင်းစဉ်အောက်ကစထိုးကိန်းများအကြောင်းကိုတင်ကြပေးမှာဖြစ်ပါတယ်။အဲဒီတော့ကြည့်ရအောင်2အမြောက်1 ညီမြချင်း1အမြောက်2ညီမြချင်း2ရတယ်အဲ့ဒီမှာ2ဟာ2ရဲ့စတိုးကိန်းဖြစ်တယ်လို့1ရဲ့လည်းစတိုးကိန်းဖြစ်တာကိုတွေ့ရမယ်နောက်တစ်ခုကြည့်ရအောင်2အမြောက်3ညီမြချင်း3အမြောက်2ညီမြချင်း6 အဲ့တော့ sis က2ရဲ့စတိုးကိန်းဖြစ်တယ်လို့3ရဲ့လည်းစတိုးကိန်းဖြစ်တာကိုတွေ့ရမယ်။အဲ့တော့ကိန်းနှလုံးမြောက်၍ရတဲ့မြောက်လက်ကထိုကိန်းနှလုံးအနက်တစ်ခုစီရဲ့စတိုးကိန်းဖြစ်တာကိုတွေ့ရမယ်။နောက်မှတ်ချက်ကလေးတွေချေလို့ကြည့်ရအောင်။ x ကအပြည့်ကိန်းတစ်ခုဖြစ်မယ်ဆိုရင် x ကစတိုးကိန်းဆိုတာက x ကိုသဘာဝကိန်းတစ်ခုစီနဲ့မြောက်၍ရတဲ့မြောက်လက်တွေဖြစ်တယ်။ နောက်တစ်ခုကကိန်းတစ်ခုစီ ကိုတိုင်ရာ ထိုကိန်းရဲ့စတိုးကိန်းဖြစ်တာကိုတွေ့ရတယ်။အဲ့တော့ဒီချက်တို့ဒီမှာကြည့်မယ်1အမြောက်1 1ရတယ်1အမြောက်2ရတယ်1အမြောက်3ရတယ်1အမြောက်4ရတယ်အဲ့တော့1ရဲ့စတိုးကိန်းတွေက1 2 3 4ဖြစ်တာကိုတွေ့ရတယ်။နောက်တစ်ခုကြည့်ရအောင်2နဲ့1နဲ့မြောက်မယ်2ရတယ် 2နဲ့2နဲ့မြောက်တယ်4ရတယ်2နဲ့3နဲ့မြောက်တယ်6ရတယ်2နဲ့4နဲ့မြောက်တယ်8ရတယ်အဲ့တော့2ရဲ့စတိုကိန်းတွေကဘာတွေလဲဆိုရင်2 4 6ဖြစ်တာကိုတွေ့ရတယ်အခုဒီကျေပြောသွားတာကတော့စတိုကိန်းတွေအကြောင်းဖြစ်ပါတယ်အခုဒီမှာကြည့်ရအောင် A ရဲ့ B ရဲ့အပြည့်ကိန်းတွေဖြစ်ကြတယ်ဆိုရင်တဲ့ A နဲ့ B တွေရဲ့ဘုံစတိုးကိန်းဆိုတာဘာလဲဆိုရင် A ရဲ့စတိုးကိန်းထဲမှာရော B ရဲ့စတိုးကိန်းထဲမှာရောဘုံပါနေတဲ့ကိန်းတွေကိုဆိုလိုတယ်ဥပမာနှစ်ကစတိုးကိန်းတွေက 2 4 6 8 10 12စသည်တို့ဖြစ်တယ်3ရဲ့စတိုးကိန်းတွေက3 6 9 12 15စသည်တို့ဖြစ်တယ်အဲ့ဒီနှစ်ခုထဲမှာဘုံပါတဲ့ကိန်းတွေကဒီချက်ဒီမှာအဝိုင်းလေးနဲ့ဖော်ပြထားတယ်နှစ်ခုစလုံးထဲမှာပါတာက6ကဲ12လည်းဖြစ်တယ်အဲ့ဒါကြောင့်2နဲ့3ရဲ့ဘုံစတိုးကိန်းတွေဟာဆိုရင်6 12စသဖြင့်ဖြစ်တယ် နောက်ဒီကျစာတိုးကိန်းနေတင်ပြီးတဲ့အခါမှာစာခွဲကိန်းနေအကြောင်းကိုတင်မယ်နော်အဲ့တော့6ကိုစာတိုးကိန်းဖြစ်စေတဲ့ကိန်းလေးတွေကိုကြည့်ရအောင်1အမြောက်66ရတယ်2အမြောက်36ရတယ်3အမြောက်26ရတယ် 6အမြောက်1 6ရတယ်အဲ့တော့1ရယ်2ရယ်3ရယ်6ကေက6ကိုစတိုးဂိမ်းဖြစ်စေတဲ့ဂိမ်းတွေဖြစ်တာကိုတွေ့ရတယ်တနည်းအားဖြင့်ဆိုလို့ရှိရင်1 2 3 6တွေက6ကိုအတိအကျစား၍ပြတ်တဲ့ဂိမ်းတွေဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီဂိမ်း1 2 3 6ကို6ကေစခွဲဂိမ်းတွေလို့ခေါ်တယ်အဲ့တော့စခွဲဂိမ်းတွေကိုဒီချေရောဒီမှာစလေး ဖတ်ကြည့်ရအောင်ကိန်းတစ်ခုကိုစတိုးကိန်းဖြစ်စေသောဒါမှမဟုတ်ကိန်းတစ်ခုကို အတိအကျစား၍ပြတ်တဲ့ကိန်းတွေကိုအဲ့ဒီကိန်းတွေရဲ့စခွဲကိန်းတွေလို့ခေါ်တယ်နော်ပုံစံတွက်လေးကြည့်ရအောင်24ရဲ့စခွဲကိန်းအားလုံးကိုရှားပါဆိုရင်24ဟာ1အမြောက်24လေးရတယ်နောက်တစ်ခါ2အမြောက်12လေးရနောက်3အမြောက်8လေးရတယ် 24အမြောက်6လဲရတယ်။အဲ့တော့24ရဲ့စခွဲကိန်းတွေအားလုံးက1 2 3 4 6 8 12 24ဖြစ်ကြတယ်။နော်။အဲအဲ့ဒီတော့ teacher တို့စခွဲကိန်းတွေအားလုံးထဲမှာအမြဲတမ်းပါနေတဲ့ကိန်းတိုင်းမှာစခွဲကိန်းဖြစ်နေတဲ့ကိန်းကတော့1ပဲဖြစ်တယ်။ ဒီနေ့ဒီချက်တင်ကြားပေးတဲ့အကြောင်းအရာလေးကတော့အခန်းနှစ်တုတ်တဆခွဲကိန်းများအကြီးဆုံးပုံစခွဲကိန်းနဲ့အငယ်ဆုံးပုံစတိုးကိန်းရဲ့သင်ခန်းစာတစ်ဖြစ်တဲ့စတိုးကိန်းများနဲ့စခွဲကိန်းများအကြောင်းဖြစ်ပါတယ်။ဒါတို့တမီးတို့လည်းဒီသင်ခန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။နောက်သင်ခန်းစာမှာဒီချက်တို့ပြန်တွေ့ကြမယ်နော်။ Bye bye. ဘာလို့သမီးတို့မင်္ဂလာပါဒီချဲကတော့စတ္တမရန်သင်္ချာပါတာသင်္ချာပေးမယ်ဒီချဲဆိုးဖြစ်ပါတယ်အခန်းနှစ်သုတ္တဆခွဲကိန်းများအကြီးဆုံးပုံစခွဲကိန်းနဲ့အငယ်ဆုံးပုံစတူကိန်းခေါင်းစဉ်အောက်ကသင်္ကန်းစာနှစ်ဖြစ်တဲ့သုတ္တကိန်းများနဲ့ဆခွဲဝင်ကိန်းများအကြောင်းကိုသင်္ချာပေးမှာဖြစ်ပါတယ် ုတ်တကိန်းများနဲ့စကွဲဝင်ကိန်းများခေါင်းစဉ်အောက်ကတုတ်တကိန်းများဆိုတာကိုဒီကျဲတို့အရင်ဆုံးကြည့်မယ်အဲ့တော့အပြည့်ကိန်းတွေဘာတွေရှိလဲ0 1 2 3 4 5 6 7 8 9 10 11စသဖြင့်အဲ့ဒီအပြည့်ကိန်းတွေထဲမှာ2 3 5 7 11စသဖြင့်ကိန်းတွေကိုဒီကျဲတို့ကြည့်ကြမယ်ဆိုရင်အဲ့ဒီကိန်းတွေကိုတိုင်နဲ့1 node နဲ့ပဲစာရွက်ပြတ်တာကိုတွေ့ရတယ် 2ကိုကြည့်မယ်2အမြောက်1 3ကိုကြည့်မယ်3အမြောက်1 5ကိုကြည့်မယ်5အမြောက်1 7ဟာ7အမြောက်1 11ဟာ11အမြောက်1အဲ့တော့ဂိမ်းတွေကိုကြည့်လိုက်မယ်ဆိုရင်1နဲ့ပဲသူ့ဂိမ်းတွေပဲခွဲလို့ရတာကိုတွေ့ရတယ်။အဲ့တော့ဒီကျေတို့အဲ့ဒီတုံ့ထဂိမ်းအကြောင်းကိုဒီအချက်ကလေးတွေနဲ့ကြည့်ရအောင်เนาะတစ်ထက်ကြီးသောအပြည့်ဂိမ်းတစ်ခုရဲ့စခွဲဂိမ်းတွေမှာ တင့်နဲ့ထိုကိန်းမဲပါရှိမယ်ဆိုရင်ထိုကိန်းဟာတုတ်တာကိန်းဖြစ်တယ်။နောက်တစ်ခါ two တခုတည်းသောစုံတုတ်တာကိန်းဖြစ်တယ်။ two ဟာတခုတည်းသောစုံတုတ်တာကိန်းဖြစ်တာကိုတွေ့ရမယ်။နောက်တစ်ခါ zero နဲ့ one တွေဟာအပြည့်ကိန်းဖြစ်ပေမဲ့တုတ်တာကိန်းတွေမဟုတ်ပါဘူး။နော်နောက်ဒီကျတော့1ကနေပြီးတော့100အတွင်းမှာရှိတဲ့တုတ်တာကိန်းတွေကိုဒီကျတော့ရှာမယ် ဲ့တော့ကျွန်တော်တို့ဒီကနေ1ကနေ100တိဇရားွက်လေးကိုကြည့်ရအောင်เนาะအဲ့တော့1ကနေပြီးတော့100တိမှာဆိုရင်1ကတုတ်တဂိန်းထဲမှာမပါတဲ့အတွက်ကြောင့်သူ့ကိုချစ်လိုက်မယ်เนาะချစ်လိုက်မယ်2ကတုတ်တဂိန်းထဲမှာပါတဲ့အတွက်ကြောင့်သူ့ကိုဝိုင်းလိုက်မယ်ဝိုင်းပြီး2ရဲ့စတိုးဂိန်းနေဖြစ်တယ်4 6 8 10 12 14 16 18 20စသဖြင့်เนาะကနန်းလေးတွေကတလုံးကြော်လေးတွေမှာစုံကိန်းလေးတွေတွေ့ရအဲ့ဒီကိန်းတွေကို လိုက်ချစ်လိုက်မယ်လိုက်ချစ်လိုက်မယ်တရာအထိချစ်မယ်ပြီးရင် tree tree ကတုတ်တာကိန်းသူ့ကိုဝိုင်းလိုက်မယ်ပြီးရင်သူ့ရဲ့တုတ်တာကိန်းတွေဖြစ်တဲ့အလီဆိုလိုက်တော့3 3 3 2 6 3 3 4 9 3 4 6 3545 3648အဲ့လိုနှလုံးကြော်လေးတွေမှာ3ရဲ့စတိုးကိန်းတွေကိုလိုက်ချစ်လိုက်မယ်။နောက်တစ်ခါ4ဟာမပါဘူးเนาะတုတ်တာကိန်းထဲမှာမပါဘူး5ပါတယ်။အဲ့တော့5ကိုဝိုင်းလိုက်မယ်တုတ်တာကိန်း5ပြီးရင်9ရဲ့စတိုးကိန်းတွေဖြစ်တဲ့9 30 15 20 25 30အဲ့ဒါလေးကိုလိုက်ချစ်လိုက်မယ်9ရဲ့စတိုးကိန်း။ပြီးရင်6မပါဘူး9ကိုဝိုင်းလိုက်မယ် ခုနှစ်ကတုတ်ထကိန်းဖြစ်တယ်ခုနှစ်ကစတိုးကိန်းတယ်ခုနှစ်တလီခုနှစ်ခုနှစ်နှစ်လီ14ခုနှစ်3လီ21ခုနှစ်4လီ28အဲ့ဒီကိန်းတွေကိုစသဖြင့်6လုံးကြော်ကြော်ပြီးတော့အချစ်လိုက်မယ်ဆိုရင်ကြံတဲ့ကိန်းလေးတွေကိုကြံနေတာတွေ့ရမယ်အဲ့ဒီကိန်းလေးတွေကိုဒီချဲရိုလိုက်ဝိုင်းလိုက်တဲ့အခါမှာ11 13 17 19 33စသဖြင့်ဒီချက်ဝိုင်းလေးတွေကိုတွေ့ရမယ်။အဲဒီတော့1နဲ့100ကြားမှာရှိတဲ့တုတ်တာကိန်းတွေကိုဒီချက်တို့အဲ့ဒီနီးလေးနဲ့ရှာပြီးတော့ အဝိုင်းလေးမှာပါတဲ့ဂိမ်းတွေဟာတုတ်ဒဂိမ်းတွေဆိုတာကိုချရေးထားမယ်ဆိုရင်တုတ်ဒဂိမ်းအတွက်မေးခွန်းတွေမေးတဲ့အခါမှာ ဖြေနိုင်မှာ ဖြစ်ပါတယ်။အဲဒီတော့တုတ်ဒဂိမ်းများနဲ့စာခွဲဝင်ဂိမ်းများခေါင်းစဉ်အောက်ကတုတ်ဒဂိမ်းများအကြောင်းကိုတိကျသင်ခဲ့ပြီးပြီ။အခုစာခွဲဝင်ဂိမ်းတွေကိုကြည့်ရအောင်။အပြစ်ဂိမ်းတွေထဲမှာဆိုလို့ရှိရင်0ရယ်1ရယ်တုတ်ဒဂိမ်းတွေကိုဖယ်လိုက်မယ်။ ဖယ်လိုက်ပြီးကြံကိန်းလေးကိုဒီချေလို့စခွဲကိန်းခွဲကြည့်ကြအောင်เนาะအဲ့တော့ပုံစံတွက်တက်လေးကိုကြည့်မယ်4ရဲ့စခွဲကိန်းလေးကိုရှာမယ်အဲ့တော့4က1နဲ့4နဲ့မြောက်ထားတယ်4က2နဲ့2နဲ့မြောက်ထားတယ်အဲ့တော့4ရဲ့စခွဲကိန်းလေးကဘာလေးလဲဆိုရင်1 2 4อ่ะဖြစ်တယ်နောက်ပုံစံတွက်နှစ်ကိုကြည့်မယ်12ရဲ့စခွဲကိန်းလေးကိုရှာပါဆိုရင်12ကိုကြည့်မယ်1နဲ့12နဲ့မြောက်မယ် နောက်တစ်ခါ2နဲ့6နဲ့မြောင်းမယ်3နဲ့4နဲ့မြောင်းမယ်အဲ့တော့12ရဲ့စခွဲကိန်းတွေအားလုံးက1ရဲ့2ရဲ့3ရဲ့4ရဲ့6ရဲ့12ရဲ့ဖြစ်တာကိုတွေ့ရတယ် အဲ့တော့အပြစ်ကိန်းတွေအားလုံးထဲမှာပါတဲ့ကိန်းစုကြီးတွေကနေပြီးတော့0ရယ်1ရယ်တောက်ထကိန်းတွေကိုဖယ်လိုက်မယ်ဆိုရင်ကြံကိန်းတွေထဲမှာစခွဲကိန်းနှလုံးထက်ပို့ပြီးတော့ပါတာကိုတွေ့ရတယ်။အဲ့ဒါကြောင့်ကိန်းတွေမှာအဲ့ဒီကိန်းတွေကိုစခွဲဝင်ကိန်းများလို့ခေါ်တယ်နော်အဲ့တော့ကြည့်ရအောင်4တို့6တို့8တို့9တို့10တို့ 12တို့14တို့15တို့16တို့စသဖြင့်သူတို့တွေဟာဆိုရင်တလုံးထက်ပို့ပြီးတော့ခွဲတာကိုခွဲလို့ရတာကိုတွေ့ရတယ်အဲ့တော့အဲ့ဒီဂိမ်းတွေကိုစခွဲဝင်ဂိမ်းတွေလို့ခေါ်တယ်အဲ့တော့စခွဲဝင်ဂိမ်းဆိုတာဘာလဲဆိုရင်စခွဲဂိမ်းနှလုံးထက်ပို့၍ရှိတဲ့ဂိမ်းတွေကိုစခွဲဝင်ဂိမ်းလို့ခေါ်တယ်အဲ့တော့ဒီချေရုအပြည့်ဂိမ်းစုဝေးကြီးကိုဒီချေရုပုံမှာဒီချေရေးပြထားတယ်0ရဲ့1ရဲ့ကိုဖယ်လိုက် အဲ့ဒီအပြည့်ဂိမ်းထဲမှာတုတ်တဂိမ်းတွေပါမယ်စခွဲဝင်ဂိမ်းတွေပါမယ်ဆိုတာကိုဒီပုံလေးကြည့်ပြီးတော့သိရမယ် ဒီနေ့တီချဲတင်ကြားပေးတဲ့သင်ခန်းစာလေးကတော့အခန်း2တုတ်တဆာခွဲကိန်းများအကြီးဆုံးပုံစာခွဲကိန်းနဲ့အငယ်ဆုံးပုံစာတိုးကိန်းတို့ရဲ့သင်ခန်းစာ2တုတ်တကိန်းများနဲ့စာခွဲဝင်ကိန်းများအကြောင်းဖြစ်ပါတယ်။ဒါရီသမီးတို့လည်းဒီသင်ခန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့တီချဲမျှော်လင့်ပါတယ်။နောက်သင်ခန်းစာတွေမှာတီချဲတို့ပြန်တွေ့ကြမယ်နော်။ Bye bye. ားတို့သမီးတို့မင်္ဂလာပါဒီချေကတော့စတ္တမရံသင်္ချဘာသာရက်ကိုသင်ကြားပေးမယ်ဒီချေဆိုဖြစ်ပါတယ်အခုအခန်းနှစ်သင်္ချဝန်အခန်းနှစ်ကတုတ်တဆခွဲကိန်းများအကြီးဆုံးပုံစခွဲကိန်းနဲ့အငယ်ဆုံးပုံစတိုးကိန်းခေါင်းစဉ်အောက်ကသင်္ကန်းစာ၃ဖြစ်တဲ့တုတ်တဆခွဲကိန်းများခွဲခြင်းဆိုတဲ့ခေါင်းစဉ်ကိုသင်ကြားပေးမှာဖြစ်ပါတယ် ကွဲကိန်းများခွဲခြင်းဆိုတဲ့ခေါင်းစဉ်မှာဆိုရင်ဒီချေတို့ပြန်ကြည့်လိုက်တဲ့အခါမှာကိန်းတစ်ခုဟာစခွဲဝင်ကိန်းဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီကိန်းတွေကိုတစ်ကနေလွဲပြီးတော့စခွဲကိန်းတွေခွဲလို့ရတယ်เนาะ1ကိုတော့ထည့်ပြီးတော့မခွဲရဘူးပေါ့เนาะအဲ့တော့ပုံစံတွက်တစ်ကိုကြည့်ရအောင်36ကိုတုတ်တစခွဲကိန်းများခွဲပါဆိုရင်36ကိုကိုရသလိုခွဲလို့ရတယ် ဥပမာ4636အဲ့ဒီမှာ4ကိုထပ်ခွဲမယ်2အမြောက်2 6ကိုခွဲမယ်3အမြောက်3အဲ့တော့4နဲ့6ဟာစခွဲဝင်ကိန်းတွေဖြစ်တဲ့အတွက်ကြောင့်တုတ်တာစခွဲကိန်းတွေဖြစ်တဲ့ညတီ3တွေပါတဲ့အထိ ခွဲရမှာဖြစ်တယ်အဲ့တော့36ရက်စခွဲကိန်းတွေဟာဘာတွေလဲဆိုရင် နှင်းအမြောင်နှင်းအမြောင်သုံးအမြောင်သုံးဆိုတာကိုတွေ့ရတယ်။ကဲနောက်တစ်နည်းခွဲကြည့်ရအောင်36ကနှင်းအမြောင်18နဲ့ခွဲကြည့်မယ်။အဲဆိုရင်နှစ်ကတုတ်တာကိန်းဆိုတော့နှစ်ကိုခြံထားမယ်။18ကိုထပ်ခွဲမယ်။နှစ်ကိုလီ18အဲ့ဆိုရင်နှစ်ကဲနှစ်ကဲကိုပြန်ရေးမယ်ကိုကိုခွဲရင်3 3 4 9ဆိုရင်နှစ်တို့3တို့ဟာ တုတ်တကိန်းနေဖြစ်တဲ့အတွက်ကြောင့်36ကနှစ်အမြောက်နှစ်အမြောက်3မြောက်3ဖြစ်တယ်။နောက်တစ်ခါ36ကိုပဲနောက်တစ်မျိုးခွဲကြည့်မယ်66လီ36 6ကိုတုတ်တကိန်းဖြစ်တဲ့နှစ်3လီ6နှစ်3လီ6ခွဲမယ်သူ့ကိုငယ်စင်ကြီးလိုက်ပြန်စီလိုက်တဲ့အခါမှာ နှစ်အမြောက်နှစ်အမြောက်သုံးအမြောက်သုံးဆိုပြီးတော့ရမယ်နောက်တစ်ခါ36ကို3အမြောက်12နဲ့ခွဲမယ်3ကတော့တုတ်တကိန်းဆိုတော့3ကိုပြန်ရေးမယ်12ကို2642ခွဲမယ်ပြီးရင်3ရဲ့2ကဲကိုပြန်ရေးမယ်6ကို2346ဆိုခွဲမယ်အဲ့တော့ငယ်စဉ်ကြီးလိုက်မဖြစ်တဲ့အတွက်ကြောင့်နှစ်အမြောက်နှစ်အမြောက်သုံးအမြောက်သုံးဆိုပြန်စီလိုက်မယ် ဲ့တော့36ကိုတုတ်တဆခွဲကိန်းနေခွဲမဲ့ဆိုရင်36ကနှစ်အမြောက်နှစ်အမြောက်သုံးအမြောက်သုံးဆိုတာကိုတွေ့ရမယ်။အဲ့ဒီတော့ကြည့်ရအောင်စာခွဲဝင်ကိန်းတစ်ခုကိုတုတ်တကိန်းတို့ရဲ့မြောက်လက်အဖြစ်နဲ့ပေါ်ပြခြင်းကိုတုတ်တဆခွဲကိန်းခွဲခြင်းလို့ခေါ်တယ်နော်။အဲ့တော့ပုံစံတွက်နှစ်ကိုကြည့်ရအောင် 84ကိုတုတ်တာစာခွဲကိန်းများခွဲပါဆိုရင်84ကိုဒီချေရောအဆင်ပြေသလိုခွဲလို့ရတယ်အပေါ်မှာ36ကို အမျိုးမျိုးခွဲသလို၄နဲ့လွယ်တော့ဒီချေဒီမှာ၄နဲ့ခွဲပြထား၄248 414ဆို၄အမြောင်း27လေးရတုတ်တကိန်းမဟုတ်ဘူးအဲ့တော့လေးကိုထပ်ခွဲမယ်တုတ်တကိန်းဖြစ်တဲ့နှစ်နှစ်လီလေးလို့ခွဲမယ် နောက်တစ်ခါ27ကိုခွဲမယ်3924 27ဆိုခွဲမယ်အဲ့တော့နှင်းအမြောက်နှင်းအမြောက်3မြောက်ခွန်ဟာသူတို့ကတုတ်တကိန်းတွေကိုမြောက်ထားတာဖြစ်သွားပြီဆိုတော့ဒီကျေတို့84ကိုတုတ်တဆခွဲကိန်းတွေခွဲလို့ပြီးသွားပါပြီအဲ့တော့ဒီမှာကြည့်မယ်ဆိုရင်တုတ်တဆခွဲကိန်းတွေကိုဖော်ပြတဲ့အခါမှာငေးရမှကြီးရတို့လဝဲဘက်မှာလက်ရဘက်တို့အစင်တိုင်းရေးတယ်ဆိုတာကို တချဲတို့တွေ့ကြမှာဖြစ်ပါတယ်။နောက်တချဲတို့အဲ့လိုမျိုးခွဲဖို့အတွက်သုံးတာကိန်းတွေခွဲဖို့အတွက်တချဲတို့ကိန်းများကို အပြတ်စားဖို့စမ်းသတ်တဲ့နည်းတွေကိုတချဲသင်ကြားမှာဖြစ်ပါတယ်။အဲ့တော့ပေးရင်းကိန်းတစ်ခုဟာ မြစ်ဒါမှမဟုတ်၃ဒါမှမဟုတ်၅ဒါမှမဟုတ်၉ဒါမှမဟုတ်၁၀နဲ့အပြတ်စားနိုင်ခြင်းရှိမရှိဘူးတီချေတို့ဟာပေးရင်ကိန်းဟာအဲ့ဒီအဆိုပါကိန်းတွေရဲ့စတိုးကိန်းတွေဟုတ်မဟုတ်ကိုကြည့်ခြင်းအပြင်သိနိုင်တယ်အဲ့လိုစားရစ်ပြတ်မပြတ်ကိုသိဖို့အတွက်တပြည့်လွယ်ကူတဲ့နည်းတွေကိုတီချေတို့စဉ်းစားကြမယ်ပထမဦးဆုံး၁၀နဲ့စားခြင်းနော်အဲ့တော့၁၀ရဲ့စတိုးကိန်းတွေကိုကြည့်ရအောင် 30 20 30 40 50စသဖြင့်ဖြစ်တယ်အဲ့တော့အဲ့ဒီဂိမ်းတစ်ခုစီတိုင်းမှာတုံညနဲ့အဆုံးတတ်တာကိုတွေ့ရတယ်เนาะအဲ့တော့တုံညနဲ့အဆုံးတတ်တဲ့အတွက်ကြောင့်ဒီချေတို့ကဘယ်လိုကောက်ချက်ချမလဲတဘာဝဂိမ်းတစ်ခုဒီတုံညဖြစ်အဆုံးတတ်လျင်ထိုဂိမ်းကို30ဖြင့်စာ၍ပြတ်တယ်ဆိုတာကိုသိရမယ်နောက်တစ်ခါ9နဲ့စာ၍ပြတ်မပြတ်ကိုကြည့်ရအောင် ဲ့တော့ငားရဲ့စတိုးကိန်းလေးကိုကြည့်လိုက်မယ်ဆိုရင်ငား30 35 20 25 30 35စသည်လို့ဖြစ်တာကိုတွေ့ရတယ်။အဲ့ဒီကိန်းတစ်ခုစီမှာ နောက်တင်မှာဆိုလို့ရှိရင်တုံများဒါမှမဟုတ်ငားတွေနဲ့သူကနောက်ဘက်မှာအဆုံးသက်ထားတာကိုတွေ့ရတယ်။ ဲ့တော့ဘယ်လိုကောက်ချက်ချမလဲတဘာဝကိန်းတစ်ခုဒီတုံညာသို့မဟုတ်ငါဖြစ်အဆုံးသက်လျင်ထိုကိန်းကိုငါဖြစ်စား၍ပြတ်တယ်ဆိုဒီချေတော့တုတ်တာကိန်းလေးခွဲဖို့လွယ်သွားပြီเนาะနောက်တစ်ခါနှစ်ဖြစ်စားခြင်းနှစ်ကဲစားတိုကိန်းတွေကဘာတွေလဲ2 4 6 10 12 14 16 18စသဖြင့်ဖြစ်တယ်အဲ့ဒီဂိမ်းတွေရဲ့တစ်ခုစီဟာစုံကနန်းနေဖြစ်တာကို အဆုံးသတ်ထားတာကိုတွေ့ရမယ်အဲ့တော့သဘာဝကိန်းတစ်ခုသည်စုံကနန်းတစ်ခုဖြင့်အဆုံးသတ်လျင်ထိုကိန်းကိုနှစ်ဖြင့်စား၍ပြတ်သည်ဆိုပြီးတော့ဒီချေတို့တည်ရမယ်အဲ့တော့သုံးနဲ့စား၍ပြတ်ခြင်းဆိုတဲ့ခေါင်းစဉ်ကိုဒီချေတို့သင်ကြည့်မယ်နော်အဲ့တော့15ကိုကြည့်ရအောင်15မှာသူ့မှာကနန်းနှလုံးပါတယ်တစ်ကဲ9ရဲ့ပါတယ်အဲ့ဒီနှလုံးကိုပေါင်းကြည့်လိုက်တစ်ကဲ9ရဲ့ပေါင်းရင်6ရတယ် နောက်က78သရှိမှာတကယ်ရှိကယ်ပါတယ်။တိတ်နှစ်ခုကိုပေါင်းလိုက်ရင်900ရတယ်။နောက်က27နှစ်ကယ်တကယ်ကနန်းပါတယ်။သူ့ကိုပေါင်းလိုက်ရင်300ရတယ်။နောက်တစ်ခုကြည့်ရအောင်ဆို63 6ကယ်3ရဲ့ပေါင်းလိုက်ရင်900ရတယ်။၄2မှာ4ရဲ့နှစ်ကယ်ပါတယ်။ပေါင်းလိုက်ရင်600ရတယ်။7နှစ်ကိုကြည့်မယ်တကယ်နှစ်ကယ်ပေါင်းလိုက်ရင်300ရတယ်။96ကိုကြည့်ရအောင် 66မှာ9ရဲ့6ကဲကိုပေါင်းလိုက်မယ်ပေါင်းလိုက်ရင်15ရမယ်အဲ့ဒီ15မှာ1ကဲ9ရဲ့ကိုပြန်ပေါင်းရင်6ရမယ်အဲ့ဒီတော့ဘယ်လိုကောက်ချက်ချမလဲတဘာဝကိန်းတစ်ခုမှာပါရှိတဲ့ဂဏန်းတွေရဲ့နောက်ဆုံးပေါင်းလက်က3ဒါမှမဟုတ်6ဒါမှမဟုတ်9ရမယ်ဆိုရင်အဲ့ဒီကိန်းတွေကို3နဲ့စားလို့ပြတ်တာကိုတွေ့ရတယ် နောက်တစ်ခါကိုးဖြစ်စား၍ပြက်မပြက်ကိုကြည့်ရအောင်เนาะအဲ့တော့ပေးထားတဲ့ကနန်း36ကိုကြည့်မယ်36မှာ3ရဲ့6ကပါတယ်အဲ့တော့3နဲ့6နဲ့ပေါင်းလိုက်ရင်900ရတယ်နောက်45ကိုကြည့်မယ်4ရဲ့5ရဲ့ပေါင်းလိုက်ရင်900ရတယ်54ကိုကြည့်မယ်9နဲ့4နဲ့ပေါင်းရင်900ရတယ်နောက်က139ကိုကြည့်မယ်တိကယ်တိကယ်ခုနှစ်ကပေါင်းရင်လည်း900ရတယ် နောက်တစ်ခါ632ကိုကြည့်မယ်6ကဲ1ကဲ2ကဲပေါင်းရင်900ရတယ်နောက်က1928မှာ1ကဲ9ရ2ကဲ8ကဲပေါင်းလိုက်ရင်18ရတယ်အဲ့ဒီ18မှာ1ကဲ8ကဲပြန်ပေါင်းရင်900ရတယ်အဲ့တော့ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီပေးထားတဲ့ကိန်းရဲ့ငန်းတွေကိုပေါင်းလိုက်မယ်ဆိုရင်ပေါင်းလိုက်ရင်9တွေပဲရတာကိုတွေ့ရတယ် အဲ့တော့ဘယ်လိုကောက်ချက်ချမလဲတဘာဝကိန်းတစ်ခုမှာပါရှိတဲ့ကဏ္ဍနေရဲ့နောက်ဆုံးပေါင်းလက်ကကိုးဖြစ်မယ်ဆိုရင်အဲ့ဒီကိန်းကိုကိုးနဲ့စားရွေးပြတ်တာကိုတွေ့ရတယ် ဒီနေ့ဒီချဲတင်ကြားပေးတဲ့အကြောင်းအရာလေးကတော့အခန်းနှင်းသုဒ္ဓဆခွဲကိန်းများအကြီးဆုံးဘုံဆခွဲကိန်းနဲ့အငယ်ဆုံးဘုံဆတိုးကိန်းရဲ့တင်ကန်းစာ၃သုဒ္ဓဆခွဲကိန်းများခွဲခြင်းအကြောင်းဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းဒီတင်ကန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့ဒီချဲမျှော်လင့်ပါတယ်။နောက်တင်ကန်းစာမှာဒီချဲတို့ပြန်တွေ့ကြမယ်နော်။ Bye bye ။